မင်္ဂလာပါထာဝရဘုရားထံတော်မှာဂိယုနာတော်အသစ်ကိုခံစားရပြီမို့လို့ဘုရားခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်မိတ်ဆွေတွေအသက်တာမှာလည်းဘုရားပေးတဲ့ကြွယ်ဝတဲ့ကောင်းချီးမင်္ဂလာနဲ့အတူလုံခြုံမှုရှိမယ်လို့ယုံကြည်မျှော်လင့်ပါတယ်ဒီမိနစ်မှာလည်းကျေးဇူးတော်အားဖြင့်ကျွန်တော်နဲ့ဒူနုကပတ်တော်ဆင်ခြင်ဖို့ဘုရားခင် ပြင်ဆင်ပေးတဲ့အတွက်တရား၁၂ခုမြောက်သောစာလံပိုက်ငယ်၅ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်ဂိယုနာစိတ်ရှိ၍ချင်းငါတက်တော်သူသည် ကောင်းစားတတ်၏ တရားဆုံးဖြတ်ရာကာလ၌အောင်ချင်းတို့ရောက်လိမ့်မည်ဒီနှုတ်ကပတ်တော်ကိုကြည့်တဲ့အခါမှာအောင်မြင်ခြင်းရဲ့လျှို့ဝှက်ချက်ကို တွေ့ရပါတယ်ကောင်းစားခြင်းရဲ့လျှို့ဝှက်ချက်ကိုလည်းတွေ့နိုင်ပါတယ်အဲ့ဒါပါလဲဆိုတော့ဂယုနာစိတ်ရှိပြီးချင်းငါချင်း ဖြစ်တယ်လို့တွေ့ရပါတယ်တကယ်လိုအပ်နေတဲ့သူတွေတကယ်ကျေးဇူးပြုဖို့ထိုက်တန်တဲ့သူတွေကို ကိုကဂယုနာစိတ်ရှိဖို့လိုပါတယ်သူတို့ကိုဂယုနာစိတ်ရှိပြီး ချင်းကားပေးမယ်ဆိုရင် တလုတ်စားဘူးသူဂျေစုဆိုတဲ့စကားအတိုင်းကိုပြုတ်ခဲ့တဲ့ဂျေစုကြောင့်ကိုကိုပြန်ပြီးတော့မှဂျေစုပြုတ်ကြလိမ့်မယ်ဆိုတာကို ဆိုလိုတာဖြစ်ပါတယ်ကိုကအမြဲတမ်းပဲအစဉ်ပြေနေတာမဟုတ်ဘူးတခါတလေဒုက္ခဆင်းရဲဆိုတာက ကိုစီကိုရောက်လာနိုင်တယ်လို့ကိုမတက်နိုင်တဲ့အမှုတွေလည်းရောက်လာတတ်ပါတယ်အဲ့လိုမျိုးအခါမျိုးတွေမှာကိုကိုကူညီမဲ့သူတွေပေါ်လာဖို့ဆိုတာကိုက သူတစ်ပါးရဲ့လိုအပ်ချက် ူတို့ဘာရဲ့ဒုက္ခဆင်းရဲတွေကိုကူညီပေးတတ်မှကူညီပေးဘူးမှရမှာဖြစ်ပါတယ်။ချစ်တော်မိပါညီကိုမောင်တို့မတို့ကျွန်တော်တို့ကကိုဒုက္ခရောက်မဲ့အချိန်ကိုမေ့လျော့ပြီးကိုအစဉ်ပြေတဲ့အချိန်မှာဒုက္ခရောက်နေတဲ့သူတွေကို မကူညီပဲထားခဲ့ရင်ဒီနေ့ကိုဒုက္ခရောက်တဲ့အခါကိုကြုံရတဲ့ပြဿနာတွေထဲမှာကူညီမဲ့သူမရှိ ဖြစ်တတ်တယ်ဆိုတာကိုသိဖို့လိုပါတယ်။ဒါကြောင့်လူဆိုတာက ်ကောင်းစားတဲ့အခါရှိတယ်ဆင်းရဲတဲ့အခါရှိတယ်အဆင်ပြေတဲ့အခါရှိတယ်အဆင်မပြေတဲ့အခါရှိတယ်အဲ့လိုမျိုးအဆင်မပြေမှုတွေကြုံလာခဲ့ရင် ကိုကိုကူညီမဲ့သူတွေပေါ်လာဖို့ချင်းကားပေးမဲ့သူတွေပေါ်လာဖို့ဆိုရင်ကိုအဆင်ပြေတဲ့အခါမျိုးတွေမှာသူတို့ဘားတွေကို ကူညီထားဖို့လိုတယ်ချင်းကားထားဖို့လိုတယ်အဲ့ဒီခါမှာ တရားဆုံးဖြတ်ရာကာလမှာအောင်ချင်းတို့ ရောက်လိမ့်မယ်ဆိုတဲ့အတိုင်းပဲကိုယ့်ရဲ့ဘဝမှာ ယတနာအခက်ခဲတွေကိုအောင်မြင်ကျော်လွှားမယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်ကဘန္နာဇိုးတယောက်အကြောင်းကိုပြောပါတယ်။သူကသခင်စီကနေပြီးတော့မှစင်ရင်အင်းတွေကိုအလွဲသုံးစားလုပ်တဲ့အတွက်ကြောင့်မလို့သခင်ကသူ့ကိုအလုထုတ်ပစ်တော့မယ်ဆိုတဲ့အခါသူကသခင်ရဲ့ငွေကိုချင်းငါဘူးတဲ့သူတွေစီသွားပြီးတော့မှစင်ရင်တွေကို ရှော့ပေါ့ပေးတယ်ဆိုတာတွေ့ရတယ်။သူအလုပြုတ်တဲ့အခါ သူ့ကိုကျေးဇူးပြုမဲ့သူတွေရှိစေဖို့ရန်အတွက်သူက သူလုတ်ပိုင်ခွင့်ထဲကနေပြီးတော့မှအကျွေးယူထားတဲ့သူတွေရဲ့စည်ရင်တွေကိုရှော်ပေးတယ်ဆိုတာတွေ့ရတယ်။အဲ့လိုလောကသားတွေက လိမ္မာပနဲ့ပြီးသူတို့ရဲ့အကျိုးကိုရှာတတ်တယ်လို့သခင်ယေရှုကတွန့်တင်ပါတယ်။တဘောကတော့လောကသားတွေကသူတို့ကိုကူညီမဲ့သူတွေပေါ်လာဖို့ရန်အတွက်သူတို့က လူတွေကိုဘလို့ဂျေစုပြုရမလဲဆိုတာသိတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ယုံကြည်သူတွေအနေနဲ့ကလည်းတနေ့နေ့တစ်ချိန်ချိန်မှာကိုယ့်ကိုကူညီမဲ့သူတွေပေါ်လာဖို့ကိုကအရင်ဥဆုံးကူညီထားဖို့လိုတယ်၊ချီးငားထားဖို့လိုတယ်၊ဂယုဏစိတ်နဲ့မဆာထားဖို့လိုပါတယ်။ကိုအစဉ်ပြေတဲ့အခါမျိုးတွေမှာသူတို့ဘားတွေရဲ့လူအပ်ချက်တွေကိုမေ့လျော့နေတာမျိုးဖယားကိုဆုတောင်းပါလား။ဖယားသခင်ရှိဆုမတောင်းပဲဘာဖြစ်လို့ ငါစီမှာပဲလာ တောင်းနေတာလဲဆိုတော့မေတ္တာမပါတဲ့စကားမျိုးတွေနဲ့တုံ့ပြန်နေမယ်ဆိုရင်တော့ဒီနေ့ကို့အလှရောက်လာတဲ့အခါကို့ကိုဂယုနာကင်းမဲ့နေကြရင်ဝမ်းနည်းစရာကောင်းပါတယ်ချစ်တော်မိဘညီကိုမောင်တို့မတို့ဂယုနာစိတ်ရှိဖို့ကအဓိကဖြစ်ပါတယ်လိုအပ်နေတဲ့သူတွေပေးမယ်မပေးဘူးဆိုတာကို့ရဲ့ဂယုနာစိတ်ကပဲဆုံးဖြတ်တာဖြစ်ပါတယ်ဖျားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဖျားကိုရော့ကိုကျေးဇူးတင်ပါတယ် ဂယုနာစိတ်ရှိ၍သူတစ်ပါးကိုချေးငါတက်တော်သူ၊ကူညီတက်တော်သူဖြစ်စေပါ ထို့သောအဖြစ်ကောင်းစားခြင်းရှိစေဖို့လေကိုရမစာပါအောင်မြင်တဲ့ဘဝအသက်တာရှောက်လန်းနိုင်ဖို့လေမစာပါဂျေဇုတင်လေတဏိတာကိုဆက်ကတ်တဲ့အခါယဘိုင်းရောသားတော်တခင်ရှုခရစ်တော်နာမ၌ဆက်ကတ်ပါ၏နှုတ်ကပတ်တော်ကြားနာတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလေခန္ဓာစိတ်ဝိညာဉ်မစာချက်အမျိုးမျိုးကိုခံရပြီးကြောင်းလေဆူတောင်းလက်ဝဲအနံ့ပါ၏ ဒနိတာကိုကောင်းချီးပေးပါယေရှုနာမ၌ဆုတောင်းပါ၏ဖာအာမင်